ဒီ20 20လဲကြော်လာပြီဆိုတဲ့ခါကျတော့ဒါအချိန်လေးတန်ပြီးဖြစ်လို့ဒါဖွင့်ချလိုက်တာပေါ့နော်ရှင်ဖွင့်တဲ့တဘောမျိုးပါပဲညီမနမေကြီးရှင်လို့ဟိုအဲ့လိုမျိုးအပောက်လည်းနည်းနည်းပြက်ရှင်ပြက်စီရှင်လို့ဆိုရရည်ရချက်နေတော့မဟုတ်ရပါဘူးရှင်။အင်းတန်တီးရဆိုတော့ဟုတ်သေးဘူး။အမိုးစရို confirm ပြရသေးဘူးလေနော်။သူ့ဘက်ကနေ confirm မယ်ဆိုတော့ဒါအဆင်ပြေဘူး။နော်မိုးစက်က confirm ဘာလို့မပြေဆိုတော့သူ့ရဲ့နာမည်ကိုဟို အပြည့်စီမခံနိုင်လို့ပေါ့နော်မိုးစမမဆုံးမမဆုံးမနာမရေစီတူမီလီလက်ဖြစ်မယ်နဲ့တူရယ်နော်တူရယ်လို့ထင်တယ်နော်တော်တော်များများတူရယ်အဲ့လိုတော့ဘယ်လိုဟုတ်အဖေတူသမီးတော့မဟုတ်ပါဘူးအမေနဲ့လည်းတူရယ်အဖေနဲ့လည်းတူပါအမ်အဲ့တော့မင်းရဲ့အကြောင်းနဲ့ပြန်တွေ့ဖြစ်ပါတယ်ပြန်တွေ့ဖြစ်ပြီးရောနဲ့ဘဝနဲ့ရပါတော့နော်အဲ့တော့ကိုအဲ့လိုဖြေးလိုက်လို့လေတခုခု ိုတမျိုးထင်တော့မှကိုအဖေကမုံတော့မှရောထင်မိသေးလားอืมอืมลาวิซอยู่นะคะนะเซออืมโปรเบอร์อําเลยนี่ไหนนี่ไหนเนี่ยรู้ป่ะทีนะนี่ไหนน่ะอย่าเนาะโหนี่เนี่ยจ้ะแล้วเดี๋ยวทีอ่ะสิทธิ์แท้ที่ไก่อ่ะเลย တိုင်းမသိပါဘူးညညညညဆိုရင်အခုဆိုပေါ့နော်ဒီပြိုင်ပွဲရှိရဲ့အဲ trainee ကနေပြန်လာတယ်ပြန်လာတာက7နှစ်9နှစ်ပေါ့နော်9နှစ်လောက်မှအဲတကယ်ချင်းနဲ့မှုတ်သွားစားတာပါညဆို7နှစ်9နှစ်လောက်မှအိမ်ပြန်ရောက်တယ်ပြန်ရောက်ပြီးတော့အာဖွားနဲ့နည်းနည်းအဖွားဘောဖွားဆိုတာကအခုလက်ရှိဦးဇေရဲ့ကြီးဦးမေပေါ့နော်ဦးမေရဲ့အမေပေါ့အဲသူနဲ့စကားရေးပြောဖြစ်တယ်စကားပြောဖြစ်ပြီးတော့ မြတ်ဘက်အိတ်တဲ့အချိန်မှာအတွေ့အထိမှာကြည့်ဘောနော်ဒီဒီအကြောင်းတွေပဲဆိုတော့အဲ့လိုလည်းမရဘူးအဲ့နောက်မှတနိုင်းလောက်ပေါ့နော်တနိုင်းနှစ်နိုင်းလောက်အလောက်အလောက်မှမအိတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလောကတော့နည်းနည်းတော့ stress stress တော့တော့ပြရပါဟုတ်ကဲ့ရှင်ဟုတ်စဉ်းစားခဲ့ဘူးရဲ့ရှင်အဲ့တော့ကကျတော့ဒီမှာစဉ်းစားစဉ်းစားရပေါ့နော် plan ကတော့ရှိပြီးသားဒီမှာအရှိမှဒီမှာပြောခဲ့လို့ပဲပေါ့နော် အဲဒီမှာအရှိမပြောခဲ့လို့ပဲ plan တော့ရှိပြီးသားပေါ့အဲဒါပေမဲ့အဲ့ခါကျတော့အဲ့ဒီဝါကျတော့နင့်ငယ်သေးတော့ကွယ်နင့်အဆင်မပြေသေးလို့ပေါ့နော်အခုကျတော့ဒီမှာဒီအတက်ရွယ်တစ်ခုလည်းရောက်ပြီပေါ့နော်အတက်ရွယ်တစ်ခုဆိုတာဒီ20 20လေးကျော်လာပြီဆိုတဲ့ခါကျတော့ဒါအချိန်လေးတန်ပြီဖြစ်လို့ဒါဖွင့်ချလိုက်တာပေါ့နော်ရှင်ဖွင့်တဲ့တဘောမျိုးပါပဲဒီမှာနာမည်ကြီးရှင်လို့ဟိုအဲ့လိုမျိုးအပောက်လည်းနာမည်ပြည့်ရှင်ပြည့်စည်ရှင်လို့ဆိုရင်ရည်ရွယ်ချက်နဲ့တော့မဟုတ်ရပါဘူးရှင်ဟုတ်ကဲ့ပါအဲ့ဆိုတော့ ကိုကိုရောဘယ်ပက်ရွယ်လောက်อ่ะသူထားခဲ့တာလဲ၃နှစ်ခဲ့ပါပဲဟုတ်ကဲ့အဲ့၃နှစ်ရွယ်ရနေဒီရွယ်ရောက်တဲ့ဒီသူ့ဘက်ကဘယ်တော့မှမဆက်သွယ်ဘူးလားအာဟုတ်ကဲ့ရှင်အားကြတော့ညီမဟိုอืมဟိုကဆေကျော်တက်ပဲပြောမယ်ဟိုမဆိုမမတ်မိရောလို့တေချာကြတော့လေတေချာကြတော့တိတ်ပြီးရောအဲ့လိုမမတ်မိရောအဲ့တော့ကညီမကဟိုညီမမေကပြောရပေါ့เนาะနင်ဟို တိုက်ဟိုနည်းနည်းဘောနော်စကြောတက်လည်းရောက်လာပြီဆိုတော့တွေ့ရှင်လားဆိုပြီးတော့မြည်အဲ့တော့တွေ့ရှင်တယ်လို့ပြောရတာတွေ့ရှင်တယ်ဆိုတော့အသွားနေပြီးတော့အဲ့ဒီအခုဒီလက်ရှိဟိုဆုံးမသွားပြီဘောနော်လက်ရှိဆုံးမသွားပြီအဲ့ဒီတေးဥဆောင်တရားပေါ့သူဆရာနေပြီးတော့ဖုန်းနံပါတ်တောင်းပြီးရဲ့အဲ့အနေနဲ့မှတစ်စိမ်ဖုန်းနံပါတ်ကိုရရပါတော့အဲ့ဖုန်းနံပါတ်တောင်းပြီးရဲ့ sorry ဖုန်းနံပါတ်တောင်းပြီးရဲ့ပေါ့နော်ဖုန်းနံပါတ်တောင်းပြီးပြီးတော့ အမညီမတို့ဖုန်းဆက်တာဖုန်းဆက်တာဟယ်လိုဥပဒူလားပေါ့နော်အဲမိမိုးဆက်ချူပါဆိုပြောရဲစီမှာသူချင်းဖုန်းချပါတယ်နော်အချင်းဖုန်းချပါတယ်အချင်းဖုန်းချပြီးတော့ဘယ်နှစ်ရက်လောက်နေနေလဲနေရောလဲမသိဘူးဖုန်းပြန်ဆက်လာတယ်မိပပါပါတဲ့အခဏတွေ့ချင်လို့ရမလားဆိုပြီးတော့အဲ့လိုပြောတာပေါ့အဲ့လိုပါအဲ့တော့အဲ့တော့တစ်ခေါက်တွေ့အဲ့တော့တစ်ခေါက်ရေနောက်ထပ်တစ်ခေါက်ရေထပ် တွေ့ဖြစ်တယ်။တွေ့တော့ဘယ်လိုဘာပြောကြပြောပြကြလဲပေါ့တာဖတ်။อืมမိဘာမဆိုင်ဘူးနဲ့ပေါ့မိနာမှာဘာတယောက်လုံးရှိတယ်ပေါ့။အဲလိုမိဟာလေအခုကဘာထောက်ပံ့ပေးလို့မရအဆင်ပြေသေးဘူး။မိရဲ့မိမမမှာအခုယောက်ျားရှိနေတဲ့ကြောင့်မို့မိမိရဲ့မိမမယောက်ျားရှိနေတဲ့အတွက်ကြောင့်မို့ဘာထောက်ပံ့ဖို့ဘလို့မအဆင်ပြေသေးဘူးပေါ့နော်ဘလို့မမဖြစ်နိုင်ဘူးပေါ့အဲ့လိုမျိုးပြောတာပေါ့မရှိရှိမရှိဘူးအဲ့ဒါဗလဲ ပြီးသုံးတာတော့ဖြစ်ပြီးဘူးပဲရှင်။အာခစားခဲ့ရတော့အများကြီးပဲပေါ့နော်။ချိန်မှပြောခဲ့ဘူးလို့ပါပဲ။အဲ့လိုမျိုးတကယ်လား။ချိန်မှပြောခဲ့ဘူးလို့ပါပဲပေါ့နော်။လို့ပြောရမလဲ။အဖေမရှိရဲ့ခစားချက်ကဒါ program family တိုင်းလို့ဒါနားလေနားလေကြမှာပါ။ငယ်ကတော့အဲ့မော့ကြွားချင်တာပေါ့နော်ဒါကို့ဖေကလူမျိုးဖြစ်နေဆိုတော့ဒါမဲ့လေအမိုးဆက်ဖြစ်တည်မှုကဒီလိုမျိုးဖြစ်နေရောလဲ ဘယ်တက်နိုင်ပါမလဲเนาะလို့ကလေးဘွားတွေကဒါပေါ့เนาะကလေးတွေဆိုဒါတိတ်ပြီးတော့မစင်စားဘူးလीเนาะဟုတ်ကဲ့ဟုတ်ကဲ့ပြောတာဒါပေမဲ့ကိုကလည်းဒါဘယ်လောက်ထိတောင်မှဒါအထင်းချောင်းကောင်းခဲ့လို့လေဒါအလုံးဝမထွက်ခဲ့ဘူးဆိုတော့လीเนาะကလေးတွေကလीအော်ဟိုမိုးဆက်အရန်ခင်းရဲ့တငယ်ချင်းတွေတော့အဲ့လိုပြပြဖြစ်တယ်ပေါ့เนาะအာမထွက်ခဲ့ဘူးဆိုရာကြတော့အဲ့လိုလိုက်ပြီးတော့မပြောချင်တော့မှာလေပြောရင်ဘာဘာပဲနာမည်အဲ့လိုမျိုးထိခိုက်မှာဖဲတူကြမှာအခုချိန်ကြီးအဲ့လိုထိန်းကြောက်ခဲ့ရပါဘူး 嗯，当地也是吧，然后好对哦，啊，我这个公分比较对哦哩喏。တော်ပရိသတ်ရောက်တရာဒါတောက်ရှောက်ပေါ့နော်အကုန်လုံးရဲ့အဖြေ comment တွေကကိုလိုက်တာကြည့်ဖြစ်နေတာဆိုတော့လေနော်ဘယ်လိုမျိုးလေးရောဒါပြောချင်လဲအာဟုတ်ကဲ့ရှင်အဲ့ဒီနဲ့ထပ်တူကြရဲ့လားအဲ့အားကြတော့လေပြောရမှာဆိုတော့ကိုဖိုင်မပေးသေးဘူးရှင်เนาะအဲ့ဟိုကိုဖိုင်မပေးသေးဘူးအဲ့တူဘက်ကနေကွန်ဖိုင်မယ်ဆိုတော့ ဒါအဆင်ပြေပေါ့နော်မိုးဆက်က confine ဘာလို့မပြေဆိုတော့သူ့ရဲ့နာမည်ကိုဟိုအပြည့်စည်မခံနိုင်လို့ပေါ့နော်မိုးဆက်မမဆုံးမမဆုံးမနာမရဲ့အဲ့တော့နာမည်ကိုလည်းအပြည့်စည်မခံမခံချင်ဘူးအဲ့ဒါကြောင့်မို့အော် confirm ပေးတေးပေါ့နော်ဒီဘက်က confirm မယ်ဆိုပြီးအဆင်ပြေပါတယ်ဒီဒီမီလီလက်ဖြစ်မယ်နဲ့တူရယ်နော် တူရဲ့လို့ထင်တယ်เนาะတူပါလည်းညာတူရဲ့အဲ့လိုတော့ဘယ်လိုလဲဟုတ်အဖေတို့သမီးတော့မဟုတ်ပါဘူးအမေနဲ့လည်းတူရဲ့အဖေနဲ့လည်းတူပါတယ်အာဟုတ်ကဲ့ရှင်ဟောညီမဘက်ကနေပြောပါတော့အများကြီးပြေးကြရဲ့အားပြေးကြရဲ့ပေါ့အဲ့လိုကြတယ်အများကြီးကျေးဇူးတင်ပါတယ်လို့ ညာရေးတယ်မှာအဟုတ်ကဲ့ရှင်ဟိုအခုလူမျိုးဖွင့်ပြောရတဲ့အချိန်မှာတော့ဒါလူမျိုးဖွင့်ပြောတာဆိုရင်တော့သူသူရဲ့တိတ်ခါကြာလူမျိုးထိခိုက်တာတော့ရှိတာပေါ့နော်။ဒါပေမဲ့အဲ့ဒါကိုသူယူမဆိုင်ဘူး။နင်လှုပ်လှုပ်ရှင်နေမလားရရဲ့အဆိုင်အဆိုင်မှန်တာအဲ့လိုမျိုးပြောပြောချလိုက်ဘာမှဖြစ်ဘူး။ဟိုဘာမှဖြစ်ဘူးပြောတယ်။ဒါပေမဲ့အခုတော့ရှိရဲ့ဆင်ချင်းတယ်မလား။အဲ့လိုမျိုးပြောတဲ့နေနေမှာလို့ဆုံးမတဲ့နေနေမှာလို့ဆုံးမတာပေါ့ဟုတ်။ ့အဲ့ကျတော့အဲ့ပပါရောပေါ့နော်ဒုတိယပြရောကိုဘယ်လောက်ထိဒီဒီအရင်ဘီကိုတွေ့ကျင်နေဆိုရင်ဘယ်လောက်ထိ supporting နေပေးလဲဘယ်လိုလာရောရှိလဲဟုတ်ကဲ့ဟိုအရင်ပေါ့နော်ပြောခဲ့လို့ပဲဆယ်ကျော်တက်တုန်းကတွေ့ရချိန်မှာသူကိုယ်တိုင်ကမောင်းပြောလိုက်ပို့ပေးရပါဟုတ်အလောင်းဒီကိုဖြည့်ဆည်းပြရဆိုတော့ဒီအခုချိန်မှာပြောလဲချိန်မှာနားကျင်သွားမလားနားကျင်သွားမလားอืมအဲ့လိုမျိုးမူဆက်ပြောမယ်ထင်ကြက်ရလို့တူอ่ะအဲ့လိုမျိုးပေါ့နော်ဟိုကိုကိုအပြေဝါစပွန်တွေပြပါရဲ့ရှင့်တစ်စက္ကန့်လေးပဲလာတွေ့ရလို့ရှင်းနေပါဗျ အဲ့ဒါဒီ interview လေးလောက်တာတာအဖေနဲ့တွေ့ချင်းလို့ဆိုရဲရည်ရွယ်ချက်တစ်ခုပဲရှိရပါတော့ကျွန်တော်မှမရှိဘူးပေါ့။ဟုတ်ဟုတ်တယ်။ပြီးတော့ဒီမှာအိမ်မက်ကလည်းဘာနဲ့ဒီစကားလေးတခုပေါ့နော်ရိုက်ချင်တာပြောကြပါဘူး။ခွင့်ရရတော့ပြောရပါတော့။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါ။